မင်္ဂလာပါရှင်မက်လ16ရက်နေ့အတွက်မိုးလေဝသခံမှန်းချက်တွေကိုတင်ပြပေးသွားပါမယ်ရှင်မင်္ဂလာပင်လယ်အော်ခြေနေမှာကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးကြံမင်္ဂလာပင်လယ်အော်မှာအများအပြင်းတာယာနိုင်ပါတယ်ပင်လယ်ပြင်ခြေနေမှာတနင်္သာရီကန်ယိုရန်နဲ့မုဒ္ဓမကွေးဘက်မှာလေဟာအရှိဘက်မှာတနာရီ၁၀မိုင်မှ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနေငယ်မှာလှိုင်းတင့်တင့်ရှိနိုင်ပါတယ် ရခိုင်ကမ်းရိုးတန်းမှလေးဟာအရှိအရှိတောင်ဘက်မှတနအီ9မိုင်မှ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနေငယ်မှလှိုင်းတင်တင့်ရှိနိုင်ပါတယ်။မြို့ဝကျွန်းမော်ဒေသတွေမှာတော့လေးဟာအနောက်အနောက်တောင်ဘက်မှတနအီ9မိုင်မှ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနေငယ်မှလှိုင်းတင်တင့်ရှိနိုင်ပါတယ်။မိုးချင်းနေမှာကချင်ပြည်နယ်မှာနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ တရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပါတယ်။ကြံတိုင်းနယ်ပြည်နယ်တွေမှာတော့အများအပြားတာယာနိုင်ပါတယ်။နေပူချိန်တွေမှာသခိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊အေရီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်ပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ကချင်ပြည်နယ်မှာပုံမှန်ပူချိန်အောက်ကျဆင်းနိုင်ပြီးတော့ကြံတိုင်းနယ်ဒေသတွေမှာပုံမှန်ပူချိန်ခန့်သာရှိနိုင်ပါတယ်။ မြို့ချေနေမှာတနင်္သာရီတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမှာမြူထူတွေကြာဆင်းနိုင်ပါတယ်။